တောင်ပင်လေကျန်းတဲ့ကစမ်းကျဲသားရဲ့များအားလုံးပဲမင်္ဂလာပါခင်ဗျာ mid horizon ကနေပြီးတော့ကြိုဆိုပါရစေဗျအထင်ကရာဒဏ္ဍာရီတွေထဲမှာနှစ်ဖျားတွေမတည်မျိုးတွေပြင်စိတ်ဝင်စားစရာကောင်းတဲ့သားရဲတွေကလည်းအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါရစေဗျဒီသားရဲတွေဟာကြောက်စရာကောင်းရုံတသက်တည်းမဟုတ်ပဲသူတို့ရဲ့နောက်ွယ်မှာနည်းနည်းတဲ့အတိတ်ပဲတွေအမှတ်တင်ကြတာတွေအများကြီးရှိနေပါတယ် ဒီတားရီတွေကအများစုဟာ Glasses of Mountains and Sea လို့ခေါ်တဲ့ခြေအောင်ကျန်းစာကြီးထဲမှာအဓိကပါဝင်လေးရှိပြီးတော့သူတို့ရဲ့ပုံပန်းသဏ္ဍန်တွေအစွမ်းတွေကတော်တော်လေးကိုထူးခြားဆန်းပြပါတယ်ကျွန်တော်တို့ယင်းဤပြီးသားနဂါးတွေ ခြေသုံးချောင်းငှက်တွေခြေလင်တို့ပြင်ရှေအောင်ကျန်းစာတွေရဲ့ဆံမျက်နှာတွေကြားမှာပုံကွက်နေတဲ့ထူးခြားဆန်းပြတဲ့သတ္တဝါတွေအများကြီးရှိနေပါသေးတယ်။ Okay အဲ့ဒါဆိုအရင်ဆုံးအနေနဲ့တဘာဝတရားရဲ့ကြောက်ခမန်းလီလီအတန်ကိုပိုင်ဆိုင်ထားတဲ့သတ္တဝါတကောင်နဲ့စတင်လိုက်ကြရအောင်ဗျာ။သူကတော့ခွေပါ Classes of Mountain and Sea ကျန်းစာအရသူဟာခြေတစ်ချောင်းတည်းသာရှိတဲ့နွားတကောင်ရဲ့ပုံသဏ္ဍာန်ရှိတယ်လို့ဆိုထားပါတယ်။သူ့တန်ဟာမိုးချင်းတန်လို့ပြင်းထန်ပြီးတော့သူဟိန်းဟုတ်လိုက်တိုင်းမှာ ကဘာမီကြီးတခွင်တုံခါသွားစီနိုင်တယ်ဗျ။ဒီစွမ်းနေကြောင်ပဲဒနာရီတဲကအကြီးကျယ်ဆုံးစစ်ပွဲတွေတဲကတခုမှသူ့ရဲ့ကံကြမ္မာကအလဲပြောင်းတခုဖြစ်ခဲ့ရပါတယ်။ဝါယောင်အေဂရစ်ဟွမ်တီဟာသူ့ရဲ့မဟာပြိုင်ဘက်ချီယိုကိုတိုက်ခိုက်တဲ့အခါမှာခွေ့ရဲ့ရေကုန်ကိုဆွဲဆန့်ပြီးစစ်စီကြီးတခုအသွင်ပြုတ်လုခဲ့ပါတယ်။အဲ့ဒီစီကြီးကိုမိုးကျုံနှစ်ပြားရဲ့အယိုးနဲ့တိခတ်လိုက်တဲ့အခါမှာတော့ထွက်ပေါ်လာတဲ့အတန်လိုင်းတွေဟာရန်သူတပ်ကိုဖိအိုဖိအဲဖြစ်စေပြီးတော့စစ်ပွဲကိုအောင်နိုင်စေခဲ့တယ်လို့ဆိုပါတယ်။ဒါကကျွန်တော်တို့သိထားတဲ့ မြန်မာတန်တားကြီးတစ်ခုနဲ့တောင်တူနေပါသေးတယ်ဗျခွေဟာတဘာဝရဲ့ကြမ်းတမ်းနဲ့စွမ်းအားကိုကိုစားပြုပေမဲ့ပညာရှိတယောက်ရဲ့လက်ထဲမှာတော့အသုံးဝင်တဲ့လက်နက်တစ်ခုဖြစ်သွားနိုင်ကြောင်းကိုပြသနေသလိုပါပဲဗျခွေလိုတဘာဝရဲ့အင်အားကိုကိုစားပြုတဲ့သတ္တဝါအကြောင်းကိုပြောပြီးပြီဆိုတော့ဒီတစ်ခါမှာတော့လူသားတွေကိုအန်ဒီယားကနေကာကွယ်ပေးတဲ့နတ်ငယ်တကောင်အကြောင်းကိုဆက်လိုက်ရအောင်ဗျသူကတော့ချုံးမင်ပါ ချုံးမင်ကကျပ်ဖနဲ့တူတဲ့နတ်ငယ်တစ်မျိုးဖြစ်ပြီးတော့သူ့ရဲ့အထူးကြားဆုံးအချက်ကတော့မျိုးလုံးတစ်ဖက်စီမှာမျက်စက်နှစ်ခုစီ ပါဝင်နေတာပါပဲဗျ။ဒန်နာဟီအယသူဟာမကောင်းဆိုးဝါးမိစာတစီမန်သမျှကိုတွန်းလှန်နှိမ်နင်းနိုင်တဲ့အစွမ်းရှိပါတယ်။သူရှိနေတဲ့နေရာကိုဘလို့အမောင့်ပြောကားမှမကတ်နိုင်ဘူးလို့လည်းယုံကြည်ကြတယ်ဗျ။ဒီစွမ်းကြောင့်ပဲရှီခ်အီဂရစ်ယောင်က ချုံးမင်ကိုအလွန်တန်မိုးထားခဲ့ပါတယ်။ဒါပေမဲ့ဒီငှက်ကအမြဲတမ်းနေထိုင်တာမျိုးမဟုတ်ပဲသူ့သဘောနဲ့သူလာခြင်းမှလာတတ်ပါတယ်။ဒါကြောင့်လူတွေကသူမရှိတဲ့အချိန်မှာအကာအကွယ်ရအောင်လို့တစ်သားတွေ၊ကြေးရုပ်တွေနဲ့သူ့ရဲ့ရုပ်တုကိုထုလုပ်ပြီးတော့အိမ်တကားတွေမှာချိတ်ဆွဲထားရကနေဒီနှစ်ခေတ်အဆောင်ရှောက်နမင်းကျုံးခွေလိုသူ့ကိုအဆောင်ရောင်ချိတ်ဆွဲတဲ့ဓလိတွေဖြစ်ပေါ်လာခဲ့တယ်လို့ဆိုကြပါတယ်။ကျုံးခွေကြောင့်ပြေဝသိကြရင်တော့ဒီဗီဒီယိုလေးကိုပြန်ကြည့်လို့ရပါတယ်ဗျ။ ဒါဆိုရင်အခုလိုအကာအကွယ်ပေးတဲ့သတ္တဝါတွေအကြောင်းကနေခဏခွာပြီးတော့အတွေးခေါ်ပိုင်းဆိုင်ရာအလွန်နနေတဲ့သတ္တဝါကြီးတကောင်ဘက်ကိုလှည့်ကြည့်ရအောင်ဗျာ။သူကတော့ရုပ်ပိုင်းဆိုင်ရာထက်ဒသနိကဗေဒပြရုပ်တစ်ခုဖြစ်တဲ့ခွန်ပန်ပါ။ခွန်ပန်ဟာတာမန်ဒနာရီလာတာရဲတကောင်ဆိုတာထက်ဒါအတွေးခေါ်ပညာရှင်ကျွမ်းကြီးရဲ့ကျန်းစာတွေထဲမှာပါဝင်တဲ့ပကြီးဥပမာတစ်ခုလို့ပြောရင်တော့ပုံမှန်ပါတယ်ဗျ။ခွန်ပန်သားရဲနဲ့ပတ်သက်ပြီးတော့ရုပ်ရှင်ဇာတ်ကားတွေရှမ်းရှားဝိတ္ထုတွေမှာရင်းနှီးပြီးသားဖြစ်မှာပါ။ ပြောရရင်တော့သူ့မှာအသွင်နှမျိုးရှိပါတယ်ပထမတစ်ခုကတော့မြောက်ပင်လယ်သမုဒ္ဒရာထဲမှာနေထိုင်တဲ့ခုံးဆိုတဲ့မိုင်းထောင်ကြီးကြီးမားတဲ့ငါးကြီးတကောင်ပါအချိန်တန်တဲ့ခါမှာတော့အဲ့ငါးကြီးဟာပန်းလို့ခေါ်တဲ့ငှက်ကြီးဖြစ်အသွင်ပြောင်းသွားပြီးတော့သူ့ရဲ့တောင်ပန်တွေဟာကောင်းကင်တစ်ခုလုံးကိုလွှမ်းခြုံထားတဲ့ တိမ်တိုက်ကြီးတွေလို့ဖြစ်သွားပါတယ်ဗျပြီးတဲ့အခါမှာတော့သူဟာတောင်ပင်လေသမုဒ္ဒရာစီကိုခီးနှင်ဖို့မိုင်ပေါင်း၉၀၀၀မြင်းနဲ့ကောင်းကင်ထက်ကိုပြန်တက်သွားတယ်လို့ဆိုထားတယ်ဗျခွန်ဗန်ဟာအကန့်သက်တွေကိုကြော်လွှားခြင်းလွတ်လပ်မှုနဲ့အမြင့်ကျယ်ကျယ်ထားခြင်းရဲ့အမှတ်တကြီးတာတစ်ခုလို့မှတ်ယူလို့ရပါသေးတယ်အတွေးကကျေပြန့်မှုရဲ့ပြရုပ်ခွန်ဗန်အကြောင်းလဲသိပြီးပြီဆိုတော့အဖြက်စွမ်းအပြင်းဆုံးနဲ့ အကြောက်တရားကိုကိုစားပြုတဲ့မိစာတကောင်ကိုဆက်ပြီးတော့ပြောပြသွားမယ်ဗျ။သူကတော့ရေနဲ့ဖျားဂုံဂုံရဲ့လက်ပါစီရှမ်းရှူပါပဲ။ရှမ်းရှူဟာလူကောင်းကိုလုံးတက်မွေကြီးတကောင် ဖြစ်ပြီးတော့သူ့ရဲ့အဓိကလက်နက်ကတော့ပြင်းထန်လွန်းတဲ့အစိတ်ပါ။သူသွားတဲ့နေရာတိုင်းကမြေပြင်တွေဟာအစိတ်တင့်ပြီးတော့ဘာမှစိုက်ပြုတ်လို့မရတဲ့ဖုံးဆိုးမြေတွေဖြစ်ကုန်ပါတယ်။သူအန်ထုတ်လိုက်တဲ့ရေတွေဟာတက်ရှိအားလုံးကိုတေးစေနိုင်လောက်ပြင်းထန်တယ်လို့ဆိုကြပါသေးတယ်။နောက်ဆုံးမှာတော့သူရဲ့ကောင်းရွေကသူ့ကိုနှိမ်နင်းနိုင်ခဲ့ပေမဲ့ သူ့ရဲ့အစိတ်သွေးတွေစီးဆင်းသွားတဲ့အမြင်ညာကတော့ ထာဝရကျင်းစာတင့်သွားခဲ့တယ်လို့ပဲဆိုရမယ်ဗျ။ရှမ်းရှုဟာထိမ့်ချုံမရတဲ့သဘာဝဘေးအန္တရာယ်နဲ့ပြတ်သုံးခြင်းရဲ့ပြရုပ်တစ်ခုပါပဲ။ဒီလိုဖြစ်စည်းတတ်တဲ့မိစ္ဆာတွေရှိသလိုလူတွေရဲ့နေ့စဉ်ဘဝမှာကောင်းကျိုးချမ်းသာကိုယူဆောင်လာပေးတယ်လို့ယုံကြည်ရတဲ့သတ္တဝါတွေလည်းရှိပါသေးတယ်ဗျ။သူကတော့ကြောက်မွဖွယ်ကောင်းလောက်အောင်တကူးကြည့်ပြီးတော့ဝင်လာသမျှယတနာတွေကိုဘယ်တော့မှပြန်အထွက်မခံတဲ့ထူးခြားတဲ့သတ္တဝါပီရှိုးပဲဖြစ်ပါတယ်ဗျ။ကျွန်တော်တို့တွေလည်းရှေပီရှိုးရုပ်လေးတွေနဲ့လက်ပတ်လေးတွေလှုပ်ဖူးကြတယ်မဟုတ်လား။ ီရှိုးဟာချင်းသိလို့ကိုတဲ့နဂါလို့ဦးကောင်မြင်းလို့ခန္ဓာကိုယ်နဲ့အတောင်ပံတစုံပါရှိတဲ့ဒနိုင်လာတရဝါတကောင်လို့ဆိုရမှာပါသူရဲ့ရုပ်သွင်ဟာကြောက်မက်ဖွယ်ကောင်းပေမဲ့ကံကောင်းခြင်းနဲ့ဒနာဥစ္စာကိုတဲဆောင်လာပေးတဲ့အဆောင်ရှောင်နှစ်တပါးဖြစ်သတ်မှတ်ခံရပါတယ်ပီရှိုးရဲ့အထင်ရှားဆုံးနဲ့အရေးကြီးဆုံးဂုဏ်သက်တည်ဖြစ်တဲ့ဝင်ပေါက်သာရှိပြီးထွက်ပေါက်မရှိခြင်းရဲ့နောက်ွယ်မှာစိတ်ဝင်စားစရာဒနိုင်တပုတ်ရှိပါသေးတယ်ဗျပီရှိုးဟာကောင်းကင်ဘုံကကြောက်စင်းအီဂရီရဲ့အချစ်တော်အိမ်မွေးတိရစ္ဆာန်တကောင်ဖြစ်ခဲ့တာပေါ့သူဟာရ ရွှေငွေကြောင့်မြေရတနာတွေကိုသာနှိမ့်စဉ်အစာဖြစ်စားသုံးပါတယ်။တနေ့မှာတော့ပီရှိုးဟာကောင်းကင်ဘုံနန်းတော်ထဲမှာစီကံဖောက်ဖြက်ပြီးတော့မစင်ဆုံးမိပါတော့တယ်။ဒါတို့တီးသွားတဲ့ကြောက်စိမ့်ဤကရစ်ဟာအယန်းကိုစိတ်ဆိုးသွားပြီးတော့ပီရှိုးရဲ့စိုးကိုလက်နဲ့ပုတ်ပြီး အပီးတိုင်ပိတ်ဆို့လိုက်ပါတော့တယ်အိုင်းဒီကစပြီးပီရှိုးဟာသူ့လွန်ကြိုက်တဲ့ချွေးငွေရတနာတွေကိုစားနိုင်တော့လဲဘယ်တော့မှပြန်လဲစွန့်ထုတ်နိုင်ခြင်းမရှိတော့ပါဘူးဒါပေမဲ့ဒီအပြစ်ဒဏ်ဟာသူ့အတွက်တော့ကောင်းကြီးတစ်ခုဖြစ်လာခဲ့ပါတယ်သူ့ရဲ့ဘိုက်ဟာရတနာတွေနဲ့အမြဲတမ်းပြည့်နေပြီးတော့ဝင်လာသည်များဥစ္စာဒဏတွေဘယ်တော့မှပြန်မထွက်နိုင်တဲ့အတွက်လူသားတွေကသူ့ကိုဒဏဥစ္စာကိုဆွဲဆောင်စူးစီးပေးပြီးတော့ဘယ်တော့မှပြန်ထွက်မသွားအောင်ထိန်းသိမ်းပေးတဲ့အစွမ်းထက်အဆောင်တစ်ခုဖြစ် စတင်ယုံကြည်လာကြပါတော့တယ်။ပီရှိုးကိုအဆောင်ဖြစ်အသုံးပြုခြင်းဟာအကြောင်းမဲ့မဟုတ်ပါဘူးဗျ။သူမှာအဓိကအစွမ်းတတိလေးမျိုးရှိတယ်လို့ယုံကြည်ထားကြပါတယ်။တနာဥ္စာဆွဲဆောင်ခြင်း၊တနာဥ္စာကိုစောင့်ရှောက်ခြင်း၊မကောင်းသောအငွေ့အသက်များကိုဖယ်ရှားခြင်း၊ကံကောင်းခြင်းကိုယူဆောင်လာခြင်းစသဖြင့် ဂုံတက်တီတို့ရှိပါတယ်။ဒါအပြင်ဖုံးရွှေနဲ့ပတ်သက်ပြီးထူးခြားပါသေးရဲ့ဗျ။ပီရှိုဟာရှေးအောင်တန်နိုင်တဲကဇက်ကောင်တကောင်ဖြစ် ကြံရစ်မနေပဲယနေ့ခေတ်လူသားတွေရဲ့ချမ်းသာကြွယ်ဝလုံမှုလုံခြုံမှုကိုတောင်းတမှုစတဲ့မျှော်လင့်ချက်တွေကိုဖော်ဆောင်ပေးနေတဲ့အစွမ်းထက်ယဉ်ကျေးမှုသင်္ကေတတစ်ခုဖြစ်အသက်ဝင်ရှင်သန်နေစေပါ။ပီရှိုကြောင့်ကိုအတော်လေးသိသွားကြပြီဆိုမှတော့ပြောင်းလဲတတ်တဲ့သဘောတရားကိုကိုစားပြုတဲ့ထန်ရှဲဆိုတဲ့မြူကိုးတဲကမွေးပြန်အကြောင်းလဲဆက်ပြောသွားပါဦးမယ်။ ထန်ရှယ်ဆိုတာကတော့နာမည်မှာပါတဲ့အတိုင်းပဲပြန်တန်းနိုင်တဲ့မွေတမျိုးပါသူ့ကိုငကားနဲ့မှားတတ်ကြပေမဲ့သူဟာငကားမဟုတ်ပါဘူးထန်ရှယ်ဟာခြေထောက်မပါလက်မပါသလိုမြူခိုးတွေနဲ့တိမ်တိုက်တွေကြားမှာလေဟုန်စီးပြီးတော့ပြန်တန်းနိုင်စွမ်းရှိတယ်လို့ဆိုပါတယ် တနိုင်တွေရသူဟာကောင်းကင်ဘုံကိုဖန်ဆင်းခဲ့တဲ့နတ်သမီးနီးဝါရဲ့အဖော်ဖြစ်လေပါဝင်ခဲ့ဘူးတယ်လို့ဆိုပါတယ်နီးဝါကြောင့်ကတော့ကျွန်တော်တို့အရင်တင်ပေးထားတဲ့လူသားမျိုးနွယ်ဖြစ်ပေါ်လာပုံဗီဒီယိုလေးကိုပြန်ကြည့်နိုင်ပါတယ်ဗျထန်ရှယ်ကြောင့်လေးဆက်ရရင်တော့သူ့ရဲ့သဘာဝကနည်းနည်းတော့ရှုပ်ထွေးတယ်ဗျတချို့ပုံမြင်တွေမှာသူကနတ်ဖျားတွေရဲ့တည်င်းစကားကိုတယ်ဆောင်ပေးတဲ့တမန်တစ်ပါးဖြစ်နေတတ်တယ်လို့တချို့မှာကျတော့လူတွေကိုလှည့်စားတတ်တဲ့စိုးသွမ်းတဲ့တရားဝါတကောင်ဖြစ်ပုံဖော်ထားတာမျိုးလည်းရှိနေပါတယ်ဒါကြောင့်ထန်ရှယ်ဟာအဖြူမဲတဲတဲကွက ကွဲခွဲခြားလို့မရတဲ့ပြောင်းလဲတဲ့သဘာဝတရားရဲ့အင်အားကိုကိုစားပြုတဲ့တရားတော်ကောင်းလို့ပြောနိုင်တာပါပဲအချိန်လေးရာတုန်းလေးအရာအလုံးကိုသိမြင်နိုင်တဲ့ပိုက်ကြီးဆိုတဲ့သားရဲ့အကြောင်းလဲဆက်သွွားလိုက်ရအောင်ဗျာသူကတော့တော်တော်လေးကိုအစွမ်းထက်ပြီးထူးခြားတဲ့တရားတော်ကလို့ပြောရမယ်ဗျသူရဲ့ပုံမှန်တဲ့တန်ကချင်းသေးကိုမှစိတ်ဦးကြိုလိုမျိုးရှိနေပြီးတော့လူမျက်နာနဲ့စင်တူတဲ့မျက်နှာပေါင်းမျိုးရှိတယ်လို့အမျိုးမျိုးဖော်ပြကြပါတယ်ဒါပေမဲ့သူ့ရဲ့အဓိကစွမ်းအားက ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်နိုင်စွမ်းမဟုတ်ပါဘူး ဒီသားရဲကလူတွေရဲ့ဘာသာစကားကိုနားလည်ပြောဆိုနိုင်ပြီးတော့ကဘာပေါ်မှာရှိရှိသမျှမိစာနတ်ဆိုးဝိညာဉ်အမျိုးအစားပေါင်း11520မျိုးရဲ့အကြောင်းကိုအကုံစင်သိမြင်နိုင်စွမ်းရှိနေတာပါပဲအထင်ရှားဆုံးတန်တိုင်းကတော့ရှစ်ခေတ်တရုတ်ပြည်ကိုအုပ်စိုးခဲ့တဲ့ဝါယောင်အီဂရစ်ဟွမ်တီတော်ကစားထွက်ရင်းပိုက်ကြီးနဲ့တွေ့ဆုံခဲ့တဲ့ဇလန်းပါပိုက်ကြီးကအီဂရစ်ကိုသူတိသမျှနတ်ဆိုးတွေရဲ့ပုံပန်းတဲ့တယ်သူတို့ရဲ့အားနဲ့ချက်နဲ့ဘလို့နေနေရမလဲဆိုတာကိုအသေးစိတ်ပြောပြပေးခဲ့ပါတယ် ဧကရစ်ဟာလည်းဒီအချက်လက်တွေကိုစူးစီးပြီးတော့ဘိုက်ဂျီ2ဆိုတဲ့ကျန်းစာအုပ်အဖြစ်မှတ်တမ်းတင်စေခဲ့တယ်လို့ဆိုပါရယ်ဒီကျန်းစာအုပ်ကြောင့်ပဲလူတွေဟာမကောင်းဆိုးဝါးတွေရဲ့အန္တရာယ်ကနေကာကွယ်နိုင်ခဲ့ကြတယ်ပေါ့ဗျာဒါကြောင့်ဘိုက်ဂျီဟာကံကောင်းခြင်းရဲ့နမိတ်အသိပညာရဲ့သင်္ကေတနဲ့မကောင်းမှုကိုတွန်းလှန်နိုင်တဲ့အကာအကွယ်တစ်ခုဖြစ်သတ်မှတ်ခံရတာပါပါရှယ်စင်ကိုမျိုးနိုင်သောမွေကြီးဒီတကောင်ကတော့ကြောက်စရာကောင်းတဲ့မိစ္ဆာသားရဲ့မျိုးစားထဲမှာပါပါတယ်။ပါရှဲဆိုတာ အလွန်မင်းကြီးမားတဲ့မွေးကြီးတကောင်ဖြစ်ပြီးတော့သူ့ရဲ့အရွယ်စားကတောင်တလုံးစာလောက်ရှိတယ်လို့တင်စားထားကြပါတယ်။ရှန်ဟန်ချင်းကျန်းစာရသူဟာစင်တကောင်လုံးကိုအရှင်လက်လက်မျိုးချနိုင်ပြီးတော့အဲ့ဒီစင်ရဲ့အယိုးတွေပြန်ထွက်လာဖို့အတွက်သုံးနှစ်တိတိအချိန်ယူရတယ်လို့ဖော်ပြထားပါတယ်။သူ့ရဲ့အယိုးတွေကတိတ်ကိုဆေးဘက်ဝင်တယ်လို့လည်းယုံကြည်ကြသေးတယ်ဗျ။သူ့ရဲ့ဇလန်းကလောဘကြီးခြင်းနဲ့အပြီးဆုံးနိုင်တဲ့တမတ်မှုတွေရဲ့အန်ဒီယေကိုသတိပေးနေတဲ့ပုံမြင်တစ်ခုလိုပါပဲ။ နောက်ဆုံးမှာတော့သူဟာနာမည်ကျော်ဒန်နာရီလာသူရဲကောင်းနေကိုစင်းကိုပြစ်ချခဲ့သူပုံကြီးရဲ့လက်ချက်နဲ့ပဲတည်ဆုံးခဲ့ရတယ်လို့ဆိုပါတယ်ဒီတာရွက်တွေရဲ့ပြရုပ်ဇလန်းတွေဟာကျွန်တော်တို့ကိုဒန်နာရီတစ်ခုရဲ့အတိုင်းအတာဘလောက်ထိကျယ်ပြန့်နေဆိုတာကို ပြသနေသလိုပါပဲတဘာဝရဲ့စွမ်းအားအကာအကွယ်ပေးလိုတဲ့စိတ်အသိပညာဒသနိကဗေဒပျက်စီးခြင်း လောဘနဲ့စီးစိမ်ချမ်းသာလိုစိတ်စတဲ့လူသားတွေရဲ့အတွေးအခေါ်မျိုးစုံကိုဒီလိုစမ်းကြတဲ့သတ္တဝါတွေအဖြစ်ပုံဖော်ခဲ့ကြတာဟာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုပါပဲဗျာအဆုံးထိနားထောင်ပြီးတဲ့တွေ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျမရင်းနှီးတဲ့အသုံးတွေကြောင်းအတန်ထွက်မှားသွားတာမျိုးရှိခဲ့ရင်လည်းစိတ်မရှိဖို့မေတ္တာရက်ခံလိုက်ပါရခင်ဗျာနောက်ဗီဒီယိုတွေမှာဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုထပ်ပြီးတော့တင်ဆက်ပေးသွားမှာမို့လို့ channel လေးကို subscribe လုပ်ပေးဖို့လည်းမမေ့နိုင်ဘူးเนาะအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ